အမေရိကန်သုံးပြလိုက်တဲ့ဘန်ဂါဘတ်စတာက GPU 57 AP အမျိုးအစားဖြစ်ပါတယ် Message Ordnance Penetrator လို့ခေါ်ပါတယ် MOP လို့အတူကမျိုးဆိုပါတယ်သူကကဘာပေါ်မှာရှိတဲ့နျူကလ িয়ার ဘုံမဟုတ်တဲ့အခြားသောဘုံတွေထဲမှာအလေးဆုံးဘုံတွေကတစ်ခုဖြစ်ပါတယ်သူကပေါင်300လောက်လေးပါတယ် 73တန်ကြောကြောလောက်ရှိပါတယ်။အဲကျွန်တော်ဆောဆောက breaking news တင်တဲ့ video မှာ ပေါင်း3ဒေါ်လို့ပါဇက်ကမှားပြီးတော့ပြောမိပါတယ်။အဲ့ဒါလေးကို ခွင့်လို့ပါအဲ့ဒါလေးလဲ correction ပြန်လုပ်ချင်တာနဲ့ဒီ video ကထပ်တင်လိုက်တာပါ။အဲ့ဒီဘန်ဂါဘတ်စတာတွေကိုကြတော့ B2 Steve Bomba uh B2 ဘုံကျဲလီယန်နေတဲ့တယ်ဆောင်ရပါတယ်။ သူတို့က GPS guider ဖြစ်တဲ့ရောပြမှတ်တွေကိုပို့ပြီးတော့တိတိကျကျပြနိုင်တဲ့ခေါင်းတွေဖြစ်ပါတယ်။မြေအောက်အနက်ပင်နေရာ60မီတာလောက်မှာရှိတဲ့ Bangas တွေကိုအဆောက်အဦတွေကိုသူတို့ကဖျက်ဆီးပြနိုင်ပါတယ်။ဒါကတော့မေဂန်ကအီရန်ရဲ့နျူကလ িয়ার ဆက်ရုံသုံးရုံကို တိုက်ခိုက်တဲ့နေရာမှာအသုံးပြုခဲ့တဲ့ Bangabuster bomb အကြောင်းကို ထပ်ပြီးတော့ပြောပြတာပါဆိုနာပီဂျူးစ်မာကလည်းအဲကျွန်တော်ပြောတာလေးကပါဇက်ကပေါင်း3000လို့မာပြီးထွက်သွားတဲ့အတွက် correction လုပ်တာပါအားလုံးကချစ်တူပါတယ်